ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကကျော်ပထမဆင့်2024ခုနှစ်သာသနာရေးကကျင်းပတဲ့ပထမဆင့်မေခွန်းရဲ့အဖြေလေးတွေကိုကျွန်တော်အနေငယ်ရှင်းပြပေးပါမယ်2024ခုနှစ်22လပိုင်းရှောက်ရည်နေ့ဒီကကျော်အဘိဓမ္မာဂုံတူးဆောင် စာမင်းပွဲပထမအဆင့်မှာဆိုရင်နံပါတ်1အဘိဓမ္မာမြတ်ဒေသနာတော်ကိုဟောတော်မူသောမြတ်စွာဘုရား၏အတုလမြေဘုံကိုနှစ်ဖြာသောနည်းဖြင့်ဖြည့်ဆို၍မရှိပညာရှိပရမတ်ဆိုသည့်အတိုင်းပရမတ်ထမြေဘုံကိုလည်းဒီကကျော်နဲ့အညီဖြည့်ဆိုပါတဲ့ဒါကဓမ္မမိတ်ဆွေတို့ကိုကျွန်တော်ရဲ့မှတ်စုစာအုပ်ထဲမှာစာမျက်နှာ6မှာရှိပါတယ်စာမျက်နှာ6မှာဆိုလို့ရှိရင်အတုလမြေပုံကိုအဲ့ဒီမှာ 2024အားလာပါလေးပါ2024ဆိုထပ်ပြေးထားပေးပါအဲ့ဒီမှာနံပါတ်2ပေါ့နော်အတုလအတုလံဆိုတာကမတုလံတီလာအစာရှိသောဂုံတို့ကြောင့်တစုံတယောက်သောပုဂ္ဂိုလ်နှင့်မျှတူတော်မူသောကြောင့်ချိန်ခွင်နှင့်တူသောဉာဏ်ပညာဖြင့်နှိုင်းရှင်သောပုဂ္ဂိုလ်မဟုတ်ရကရသဗျာသည်အတုလမြည်ဤအတုလံမြည်ဤ နတ်နဲ့တကွာလောက၌အမျက်ဆုံးပုဂ္ဂိုလ်ဖြစ်သောကြောင့်တူသောပုဂ္ဂိုလ်မရှိရကမြတ်စွာဘုရားသည်အတုလံမြည်၏ဗာမေရှိတို့အတုလံပဲပြောပြောအတုလာပဲပြောပြောဒါအတိပဲအတူတူပါပဲဒီနှစ်ကြောင်းလေးကိုဖြစ်ရင်လုံလောက်ပါပြီနောက်တစ်ခုကကြတော့ပရမတ္ထနဲ့ပတ်သက်ပြီးတော့ပရမတ္ထရဲ့အတိပဲကိုမေးတာပါစာမျက်နှာ33မှာရှိပါတယ်မိမိတို့ဤသဘောလက္ခဏာမှမဖောက်ပြန်သောကြောင့်မြတ်သောအနှစ်သဘောသည်ပရမတ္ထမြည်၏ မြတ်တော်တပညုတဉာဏ်ဤကျစရာအာယုံဖြစ်သောကြောင့်ပရမတ္ထမြည်ဤဒါက2016မှာမိထားတာဒီတစ်ခေါက်2024မှာထပ်မိတာဖြစ်တဲ့စာမျက်နှာ33မှာပရမတ္ထရဲ့အဓိပ္ပာယ်ပါရှိပါတယ်ဓမ္မမိတ်ဆွေတို့နောက်မိကုန်းတစ်ခုကကြတော့ဥဒ္ဒစသည်အကုသိုလ်စိတ်အလုံးနဲ့ရှင်ပါလေရဲ့နောက်ဆုံးအကုသိုလ်စိတ်ကိုသာဥဒ္ဒစတံပြုတ်တံဟုဆိုရခြင်းအကြောင်းကို ဖြေဆို၍အောက်ပါတို့ကိုလည်းမှန်ကန်စွာဖြေဆိုခဲ့ပါတဲ့နော်ဥဒ္ဒစကတဲ့အကုသိုလ်စိတ်အာမောဟအာဟိရိက နုတ္တပဥဒ္ဒဆဆိုတဲ့မောစတုတ်၄ပါးကအကုသိုလ်စိတ်32ပါးလုံးနဲ့ရှင်းတယ်သို့တော့ဒီလောဘမူစိတ်တို့ဒေါသမူစိတ်တို့မှာကြတော့ဥဒ္ဒဆတံပယုတ်လို့မဆိုထားဘူးမောဟမူစိတ်မှာဒါလည်းဥဒ္ဒဆတံပယုတ်ဆိုပြီးတော့ရေးထားတယ်တဲ့အဲ့ဒါဘာကြောက်လဲတဲ့ဆိုတော့မျက်နှာ27မှာရှိပါတယ် ဇာမျက်နှာ21ရဲ့အောက်ဆုံးမှာဆိုရင်မောဟမှုစိတ်ကိုသာလျင်ဥဒ္ဒစဖြင့်အထူးပြု၍ဥဒ္ဒစတံပြုတ်တံဟုဆိုရခြင်းတဲ့နော်အကုသိုလ်စိတ်အားလုံးမှာရှင်တော်လဲပဲသူကမောဟမှုစိတ်မှာသာလျင်ပြထန်းတဲ့အတွက်ကြောင့်မို့လို့ဥဒ္ဒစဖြင့်အထူးပြုပြီးတော့ဥဒ္ဒစတံပြုတ်တံလို့ဆိုရပါတယ်တဲ့ဒါလေးပဲနော်ဓမ္မမေဆိုဒါကတော့ဟိုဒီနှစ်မှာမေးတဲ့မေးခွန်းအသက်ဖြစ်ပါတယ်2024မှာမေးတာပါပြီးရင်နောက်မေးခွန်းတစ်ခုကနော်တာရာဝက်ဆန်စိတ်ကိုဝုံထောလို့ဘာကြောင့် တော့သုံးဖို့ဝဋ်ထပဏလို့ဟုဆိုရခြင်းအကြောင်းဒါက32မှာပါပါတယ်ဗမေဆွေတို့ဆာမျက်နာ31ရဲ့အပေါ်ဆုံးမှာဆိုရင်ဒါမေကွန်ဟောင်းမှာ2001 2009 2024ပေါ့နော်မနောတာဝဆင်းတီတန်တီရဏ အာဒီစုံစမ်းအပ်ပြီးသောအာယုံကိုပိုင်းခြားမှတ်သားတတ်သောကြောင့်ပြင်စဒွါရ၌ပြည့်ကဲ့ဘုံတော်ဟုဆိုရခြင်းဖြစ်ပါသည်ဒါဆိုလို့ရှိဒီနေရာမှာဒါပြင်စဒွါရဆိုတာကမဖြစ်မနေစလို့အရေးကြီးတဲ့စာလုံးဖြစ်တဲ့ဒါကြောင့်မဖြစ်ရမယ်ဓမ္မမိတ်ဆွေတို့နောင်မေကွန်တို့ကမဟာကုသိုလ်စိတ်ကိုသောပနာစိတ်ဟုဆိုရခြင်းအကြောင်းပေါ့နော်မဟာကုသိုလ်စိတ်ကိုဘာဖြစ်လို့သောပနာစိတ်လို့ဆိုရလဲတဲ့ဒါကသောပနာစိတ်ရဲ့အဓိပ္ပာယ်ကိုရေးပြရင်ရပါပြီစာမျက်နှာ30တက်မှာပဲရှိပါတယ်ဓမ္မမိတ်ဆွေတို့အလယ်လောက်မှာတွေ့လားသောပနာစိတ်ရဲ့အဓိပ္ပာယ်2003မှာမေးထားတယ်ဘေ လေးနာမှာ2024လို့ထပ်ရေးထားပေးပါကာမဝါစရစိတ်စသောစိတ်များကတတဂုံဟီရီဂုံစသော ကောင်းမြတ်သောဂုံတို့နဲ့ရှင်သည်ဖြင့်တင့်တယ်သောကြောင့်တောပနာစိတ်မြည်၏အလောဘအာဒောသောအာမောဟဖြစ်သော အပြစ်ကင်း၍တင့်တယ်သောဟိတုနဲ့ရှင်သောကြောင့်တောပနာစိတ်မြည်၏တဲ့ဒါကမဟာကုသိုလ်စိတ်ကိုတောပနာစိတ်ဟုဆိုရခြင်းဆိုရင်ဒီနှစ်ကြောင်းကိုရေးပေးရမှာဖြစ်တယ်ဒါဆိုဓမ္မမိတ်ဆွေတို့က နမနဲ့ရမယ်လို့ထင်ပါတယ်တက်လဲလွယ်တယ်เนาะနမသုံးရူပါဝဇရပြစ္စမဇာ၌ပါသောဥပေက္ခာဤစန့်ကျင်ဘက်တရားကိုအကြောင်းနဲ့တကားရေးသားဖြစ်ဆို၍မဲ့ပေါဖို့ဝင်နိဗ္ဗာန်မြင်ဟုဆိုကြရာမဲ့ဤသဘောအတိတ်ပဲကိုလည်းဒီကကြောလာသည့်အတိုင်းဖြစ်ဆိုခဲ့ပါဒါကဓမ္မမိတ်ဆွေတို့မဲ့ရဲ့အတိတ်ပဲကိုမေးတာ၃ချောင်းဖြေရမယ်เนาะမဲ့ရဲ့အတိတ်ပဲ၃ချောင်းနောက်ဥပေက္ခာရဲ့စန့်ကျင်ဘက်ကဘာလဲဘာကြောင့်လို့စန့်ကျင်ဘက်ဖြစ်တာလဲဆိုတာနမသုံးပေါ့เนาะဒါကစာမျက်နှာ39မှာပါပါတယ် ဆာမျက်နှာ39ရဲ့အပေါ်ဆုံးမှာဓမ္မမိတ်ဆွေတို့တွေ့ပါသလားဒါကမေခွန်းအသက်နော်2024မှာစမေးတာပါဥပက္ခဒီဒုက္ခနဲ့သဘောတူ၍ဒုက္ခ၌အကျုံးဝင်သောကြောင့်ဒုက္ခရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဥဒ္ဒစ္စကုဒ္ဒကုက္ကုသနိဝရဏဤဆန့်ကျင်ဘက်ဖြစ်ပါသည်တဲ့ဥပက္ခနဲ့ဒုက္ခနဲ့အတိပ္ပယ်တူတယ်ဒါဆိုတော့ဥပက္ခရဲ့ဆန့်ကျင်ဘက်ကဒုက္ခရဲ့ဆန့်ကျင်ဘက်နဲ့အတူတူပဲပေါ့ဘယ်သူတွေလဲဆိုတော့ဥဒ္ဒစ္စနဲ့ကုက္ကုသဖြစ်ပါတယ်တဲ့ဒါကြောင့်ပဲဖြေရပါမယ်နောက်တစ်ခုကမေရဲ့အတိပ္ပယ်ဓမ္မမိတ်ဆွေတို့ ။စာမျက်နှာ44မှာရှိပါတယ်။စာမျက်နှာ44မှာဆိုရင်မေဖို့သောတာအရဟဆိုတဲ့ဇယားရအပေါ်ဆုံးပါလေ။ အပေါ်ဆုံးမှာမဲ့ရဲ့အဓိပ္ပာယ်ပေါ့နော်နိဗ္ဗာန်ကိုရှာမိတတ်သောကြောင့်မဲ့မြည်တယ်နိဗ္ဗာန်ကိုလိုရှိသူတို့သည်ရှာမိအပ်သောကြောင့်မဲ့မြည်တယ်ကိလေသာတို့ကိုပဲတက်ဖြတ်ပယ်ရှားလျက်နိဗ္ဗာန်သို့သွားတတ်သောကြောင့်မဲ့ကမဲ့မြည်တယ်တဲ့ဒါက96ရောက်ရင်2012ရဲ့မှာမေးထားတာတတော်2024ထပ်ရေးပေးပါဒါဆိုရင်မဲ့ရဲ့အဓိပ္ပာယ်ပြီးသွားပါပြီဒါကသုတ္တဓမ္မမှာလည်းမဲ့အဓိပ္ပာယ်ခဏခဏပါတဲ့အတွက်ဓမ္မမေဆွေတို့ကလွယ်မယ်လို့ထင်ပါတယ် ။နောက်နံပါတ်၄ပါရဂဆိုင်ဤသဘောအတိပယ်ကိုဒီကကြော်လာသည့်အတိုင်းရေးသားဖြစ်ဆို၍ပုဂ္ဂိုလ်တူဦးသည်အခြားပုဂ္ဂိုလ်တူဦးအားကြီးပွားစေလိုခြင်းမျှသည့်မုရှားအဖြစ်စေတနာဖြင့်မဖြစ်စေတနာအဖွင့်ကိုရှုမျှော်၍ဖြေဆိုခဲ့ပါစစ်ဆက်ခဲ့ပါတဲ့နံပါတ်၄နံပါတ်၄ရဲ့အဖြေကဓမ္မမိတ်ဆွေတို့စာမျက်နှာ၄၈မှာရှိပါတယ်။ ။စာမျက်နှာ49မှာပါရဂဇံတမတိတဇံပုဂ္ဂလစ္စာတရားလို့ခေါ်တယ်နော်၃မျိုးခေါင်းစဉ်တတ်ထားတယ်။ဒီနေရာမှာဓမ္မမိတ်ဆွေတို့ကိုအထူးပြောချင်တာကပုဂ္ဂလစ္စာတရားဒီဇံမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်ဇံလို့မရေးထားဘူးနော်။ဒါတချို့နေရာတွေမှာပုဂ္ဂလစ္စာတရားကိုဇံလို့သုံးတာရှိတယ်။အဲဒါဆိုရင်တော့သတိထားပြီးတော့ဓမ္မမိတ်ဆွေတို့ရှင်းချင်ကြည့်ပါနော်။ မတ်စုကိုလေနော်အဲဆိုရင်ဒီနေရာမှာပါတကဇန်က2014မှာမေးထားတာရှိ10နှစ်ကြာတဲ့အခါမှာပြန်မေးတယ်ပေါ့နော်ပါတကဇန်ဆိုတာကအခြေဇန်ကိုဝင်စားပြီးမှ message ပြန်အ message ဖြစ်ကြောင်းအခြေခံဖြစ်သောဇန်သည်ပါတကဇန်ကြီးအခြေခံဖြစ်တဲ့ဇန်ကိုမေ့ရဖို့အတွက်အခြေခံဖြစ်တဲ့ဇန်ကိုပါတကဇန်လို့ဆိုလိုတာဗမာမျိုးတွေကနှစ်ကြောင်းရေးရင်လည်းရတယ်တစ်ကြောင်းနဲ့ပြင်ရင်လည်းရတယ်ပေါ့နော်ဂုံနူးလို့ခြင်းရင်တော့သူများတက်ကိုကတာခြင်းရင်တော့နှစ်ကြောင်းပြင်မှအဆင်ပြေမယ်ဒီနေရာမှာပြီးရင်နောက်မေကွန်းတို့ကစေတနာဟုတ်မဟုတ်စက်တန်းကောက်ခိုင်းတာပေါ့နော် သူတို့ဘာကိုအောင်မြင်ကြည်ပွားစေလိုတာတခြားပုဂ္ဂိုလ်တရားကိုကြည်ပွားစေလိုတာဟာဟိုစေတနာဟုတ်လားမဟုတ်လားတဲ့အဲ့လိုမေးတာဒါကလေဓမ္မမေဆွေတို့ကသူကဒီနေရာမှာမေးခွန်းပါလေမုတ်တကယ်ဆိုရင်တော့ဟိုလိုပေါ့နော်သူတို့ဘာကိုကိုကအားပေးအားမြောက်စေစော်တယ်တိုက်တွန်းတယ်နှိုးစော်တယ်ဆိုရင်တော့ဒါစေတနာလို့ပြောလို့ရတယ် ဒါပေမဲ့ဒီနေရာမှာသူကမုတ်ရှာအားဖြင့်ဆိုတဲ့စာလုံးကြီးကဖန်ထားတဲ့အတွက်ကြောင့်မို့လို့ဒါလေးကသတိထားရပါမယ်။ပုံမှန်ရိုးရိုးတန်းတန်းဆိုလို့ရှိရင်တော့ဒါသူတစ်ပါးကိုအောင်မြင်ကြည်ပွားစေလိုတာကစေတနာဖြစ်တယ်တဲ့။ဒါပေမဲ့ဒီနေရာမှာမုတ်ရှာဆိုတဲ့စာလုံးပါနေတဲ့အတွက်ကြောင့်မို့လို့ဒီစာလုံးကဖန်ထားတာပါ။ဒါကြောင့်မို့လို့အဲ့ဒီနေရာမှာမဟုတ်ဘူးဆိုတာကို ဖြေပေးရမယ်တဲ့။ဒါကဓမ္မမိတ်ဆွေတို့ဟိုပါလေဒီကကျော်ရှင်းနန်းထဲမှာပါပါတယ်။ ကျွန်တော်ဒီကကျော်ရှင်းတန်းကပြန်ညွှန်းပေးပါမယ်ဒီကကျော်ရှင်းတန်းရဲ့စာမျက်နှာ196မှာနံပါတ်နံပါတ်ကတော့ကိုယ့်ဟာကိုယ်တက်လိုက်တာနံပါတ်16ပေါ့နော်စာမျက်နှာ196ဒီကကျော်ရှင်းတန်းတတိယမြောက်အပုပ်မှာဆိုလို့ရှိရင်တူဦးတယောက်ကတခြားတူဦးတယောက်အာကြီးပွားစေလို့ရှမ်းသာစေလို့ချင်းဒီစေတနာဟုတ်မဟုတ်စတန်ထုတ်ခဲ့ပါဒီနေရာမှာစေတနာလို့ပဲပြောထားတာပေါ့နော်ဒီသာသနာရေးမိခွန်းမှာတော့မုတ်ချအပြင်းဆိုတာထည့်ထားပေးတယ်တကအဲ့ဒါကသူတို့ဖန်ထားတာပါ နော်ဒီနေရာမှာစေတနာမဟုတ်ပါဘူးတဲ့နော်ကုသလက်စန္ဒခေါ် တမ္မာဆန္ဒသာဖြစ်တယ်ဒါဆန္ဒပဲဖြစ်တယ်စေတနာမဟုတ်ပါဘူးတဲ့ထိုတမ္မာဆန္ဒကိုအရင်ခံကကြီးပွားရာကြီးပွားကြောင်းရှမ်းသာရာရှမ်းသာကြောင်းနီလန်ကောင်းများကိုပြောဆိုညွန်ပြလျက်တိုက်တွန်းသောအခါမှသာလျင်စေတနာဖြစ်ပါသည်ကသူများကိုရှမ်းသာစေခြင်းယုံမျှသည်ပါလဲစေတနာမဟုတ်သေးဘူးဆန္ဒပဲရှိနေသေးတယ်တဲ့ဒါကရှမ်းသာရာရှမ်းသာကြောင်းအကြောင်းတော့ဘာလို့ဘာလို့ရင်ရှမ်းသာမယ်ဘာဖြစ်ရင်ရှမ်းသာမယ်ဆိုပြီးတော့သွားပြီးပြောဆိုမှသာလျင်သူကစေတနာမြည်မယ်အခုကစေတနာမဟုတ်သေးဘူးပေါ့နော် ကြီးပွားရုံတက်တက်နဲ့ဆိုလို့ကြည့်ရင်တော့အဲ့ဒါကစေတနာမဟုတ်သေးပါဘူးတဲ့ဒီမှာကြီးပွားစေလို့ခြင်းမျှသည်တဲ့ဓမ္မမေဆိုရအမမေခွန်းမှာမျှသည်ကိုလိုင်းတာမယ်မုတ်ချအပြင်ကိုလိုင်းတာမယ်မျှသည်ဆိုတာကဟိုကြီးပွားစေလို့ယုံလေးပဲရှိသေးတယ်ဆိုတော့စေတနာမဟုတ်သေးဘူးစန္ဒပဲရှိသေးတယ်တဲ့တကယ်လို့ကြီးပွားရာကြီးပွားကြောင်းပေါ့နော်ပတ်စံအရင်းကြီးတွေထုတ်ပေးတယ်ဟို မသူပြီးလို့ရှိရင်သူတခြားစီဝါရေးသမားတွေနဲ့မိတ်ဆက်ပေးတယ်ကုလုပ်ပေးတယ်ပေါ့နော်ဆိုင်ကန်းနေဖွင့်ပေးတယ်ဒါမျိုးတွေဆိုရင်တော့ဒါကစေတနာပြတ်သွားပြီပြီးတော့တကယ်ဒီမှာမုတ်ချအပြင်းလို့ဖမ်းထားတယ်ဒီနေရာမှာဒီကကျော်ရှင်းနန်းထဲမှာဝိုက်ကွင်းလေးနဲ့ရေးထားတာကတော့မုတ်ချအပြင်းဆိုရင်တော့စေတနာလို့မဆိုနိုင်ပါဘူးတဲ့ဒါပေမဲ့ဖလူပဇာအပြင်းဆိုရင်တော့စေတနာလို့ဆိုနိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့မေကွန်းမှာမုတ်ချဆိုပြီးတော့ဖမ်းထားတာဖြစ်ပါတယ်မမေဆွေတို့အဲ့ဆိုရင်အာဒီအပြည့်လေးကိုဆုံးဖြတ်လို့ရမလား အတူတူတရားကိုကြီးပွားစေလို့ယုံမျှဆိုလို့ကျင်တော့စေတနာမဟုတ်ဘူးပေါ့နော်မဟုတ်ချအပြင်စေတနာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါကကုသလက်ဆန္ဒဆန္ဒတမ္မာဆန္ဒကောင်းမွန်တဲ့ဆန္ဒတစ်ခုသာဖြစ်တယ်ပေါ့နော်။အဲ့ဒီဆန္ဒကိုအရင်ခံပြီးတော့ကြီးပွားရောင်ကြီးပွားကြောင်းရှမ်းသာရာရှမ်းသာကြောင်းနီလန်းကောင်းတွေကိုပြောဆိုညွှန်ကြားမှဒါလျင်စေတနာဖြစ်ပါမယ်ပေါ့ဒါဒါလေးကစာမျက်နှာ196ဒီကကျော်ရှင်းတဲ့နည်းမှာပါပါတယ်နောက်မေးခွန်းတစ်ခုကိုဆက်ကြည့်ရအောင် အာယုံဤသဘောအမှန်သဘောကိုမသိခြင်းဒီမောဟဟုဆိုလျင်အမားကိုသိခြင်းဒီလည်းမောဟဟုဆိုနိုင်မဆိုနိုင်စဉ်းစားဆင်ခြင်းပညာရှင်ပြီးပြီးစစ်စစ်ဖြေဆို၍ဟီရီနဲ့အော်တပါတို့ဤအထူးကိုဖြေဆိုပါတဲ့ဒါဆိုလို့ရှိရင်အမှန်ကိုမသိတာကမောဟဆိုရင် အမားကိုသိနေတာကရော မောဟလို့ဆိုလို့ရမလားတဲ့နော်အဲ့ဒါကဒါလည်းဒီကကျော်ရှင်းတဲ့နည်းကမိတာတာဖြစ်ပါတယ် စာမျက်နှာ189เนาะစာမျက်နှာ100ဒီကကျော်ရှင်းတန်းစာမျက်နှာ189မှာတတိယမြောက်အပုပ်ပေါ့เนาะတိုက်ရိုက်ကြီးတော့ပါတာမဟုတ်ပါဘူးဓမ္မမိတ်ဆွေတို့ဒီနေရာမှာကကြတော့မောဟဆိုတာကတဲ့ဘာကိုမှမသိလို့မမှတ်သင့်ပါဘူးတဲ့เนาะ ၎င်းသည်အာယုံ၏သဘောကိုအမှန်အတိုင်းတည်သောဉာဏ်၏ဆန့်ကျင်မဲ့တရားဖြစ်၍အမှန်အတိုင်းမသိအမှားကိုတည်တည်ဟုမှတ်ရပါမည်တဲ့မောဟဆိုတာကဉာဏ်ရဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှန်ကိုအမှန်တိုင်းမသိဘူးဒါပေမဲ့ဘလို့ဖြစ်နေလဲဆိုတော့အမှားကိုတည်နေတယ်တဲ့နော်အမှားကြီးကိုတည်နေတာကိုလည်းမောဟလို့ဆိုလိုတာပါတဲ့ဒါဆိုရင်ဒီမေခွန်းရဲ့အပြေအထွက်သွားပါပြီအာယုံ၏သဘောအမှန်ကိုမသိခြင်းဒီမောဟဆိုလို့ချင်းအမှားကိုတည်နေတာကိုမောဟလို့ဆိုနိုင်လားဆိုတော့ဆိုနိုင်တာပေါ့နော်ဒီဟာလေးကိုဒါမျိုးဆာမျက်နှာတရား၈၀နဲ့ကိုဒီကကျော်ရှင်းန်းကိုထောက်ချူခြင်းအပြင် ဒါကအာယအမားကိုတည်နေတာကိုလည်းပဲမောဟလို့ဆိုနိုင်ပါတယ်တဲ့နောက်တစ်ခုကကြတော့ဟီရီနဲ့အော်တပါရဲ့အထူးကိုဖြေဆိုရမယ်တဲ့ဟီရီနဲ့အော်တပါအထူးကစာမျက်နှာမှာအဝါရှိပါတယ် ဆမေနာ64မှာပါပါတယ်ဆမေနာ64 64စေတသိက်နှစ်ပါအထူးဆိုတဲ့ဇယားမှာအာ အဒုတိယဇယားပေါ့နော်အလဲအလဲကဇယားမှာအဲ့ဒါကဟီရီရဲ့အော်တပါရဲ့ဟီရီဆိုတာကမိမိကိုယ်ကိုယိုသေးသည်အစွမ်းဖြင့်မကောင်းမှုကိုဆက်ဆုပ်တတ်သောကြောင့်ဟီရီမြည်၏အမျိုးကောင်းသမီးနဲ့တူတယ်အော်တပါကကြတော့သူတစ်ပါးကိုယိုသေးသည်အစွမ်းဖြင့်မကောင်းမှုကိုထိတ်လန့်တတ်သောကြောင့်အော်တပါမြည်တယ်ပြည့်တန်စားမနဲ့တူတယ်ဒါက2008 2014မှာမြည်တယ်ဆယ်နှစ်ကြာတဲ့အခါမှာပြန်မြည်တယ်ဒီမေကွန်ကဒါလေးကတော့ကွန်မွန်ဖြစ်တဲ့အပုပ်ကြောင့်မို့လို့ရလောက်မယ်လို့ထင်ပါတယ်နောက်တစ်ခုကကြတော့နံပါတ်6 တမာတိစသည်တို့နဲ့နှစ်ပါးစီမဟောပဲကာယပတ္တိစသည်တို့ဖြင့်သာနှစ်ပါးစီဟောရသောအကြောင်းကိုရေးသားဖြေဆိုရေစခုဝိညာဉ်စိတ်၌ဝိတက်မရှင်ရခြင်းအကြောင်းကိုဖြေဆိုပါတဲ့ဟုတ်လေကာယပတ္တိဇုံတွဲစေတသိက်တွေကိုဘာဖြစ်လို့ဇုံတွဲဟောတာလဲဆိုတဲ့အကြောင်းပေါ့နော်တာကိုပြောတာစာမျက်နှာ52မှာရှိပါတယ် စာမျက်နှာ52မှာနံပါတ်15အောက်ဆုံးအပုံနော်ဇုံတွဲဟောရပုံနဲ့2010 2010ဆက်ထပ်ဖြည့်ထားပေးပါ24လို့တတ်တာစားတော်စေတသိက်တွေကကြတော့တပါးစီကုသိုလ်တရားကိုပဲနိုင်တယ်ဒီမှာလဲဒီလိုပေါ့နော်တမာတိစသည်တို့ကကုသိုလ်တရားကိုတပါးစီပဲနိုင်တယ်ဒါပေမဲ့ဒီကာယပတ္တိတွေကြတော့နှစ်ပါးတွဲမှဒါလျင်ဆန့်ကျင်ပဲအကုသိုလ်တရားတွေကိုပဲနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကနှစ်ပါးစီတွဲပြီးဟောရတယ်လို့ပြော ဖြည့်ပေးရမယ်ဒါကဘာမေးဆွေတို့မေကွန်ဟောင်းဖြစ်တဲ့အတွက်ရပြီးရမယ်လို့ယူဆပါတယ်။နောက်မေကွန်တစ်ခုကကြတော့စကုပ်ဝင်ရှင်စိတ်မှာဝီတက်မရှင်ရခြင်းအကြောင်းနဲ့စာမျက်နှာ66မှာရှိပါတယ်။ ဆမ်မေနာ66ချောင်းမှာအပေါ်ဆုံးတွေ့လာပကိန်းစစ်တပ်သိမ်းမှာဝိတက်ဝိစာရဆိုတဲ့ဇယားနော်အဲ့မှာဒွေပြင်စားဝင်ရှင်ဆယ်ပါတို့ဆိုတာက60တဲ့2000တဲ့24ဆေးရထားပြပါ24နော်ပင်ကိုသဘောအပြင်ဝိတက်กินတော့ကြောင့်ဒီမှာဝိစာရကိုဖြုတ်ခဲ့မယ်နော်အဲ့ဒါကဒွေပြင်စားဝင်ရှင်10မှာစကုဝင်ရှင်စေးပါပြီးသွားပြီလေဒါကြောင့်ဘလို့ပဲခွဲမင်းမေဝိတက်ဒီပင်ကိုသဘောအားကဒွေပြင်စားဝင်ရှင်ဆိုတော့စကုဝင်ရှင်စေးနိုင်ပင်ကိုသဘောအပြင်ဝိတက်กินတော့ကြောင့် ဝိတ္တမရှင်ရာခြင်းဖြစ်ပါသည်လို့နည်းနည်းလေးဖြည့်ပေးလိုက်ရရပြီဓမ္မမိတ်ဆွေဒါမေကုံအောင်ဖြစ်တဲ့အတွက်ရမယ်လို့ယူဆတယ်နောက်တစ်ခုကနံပါတ်9အတ္တကြီးသူသည်အမယူမာတဤဟုဆိုသောဟူသောစကားအရာဒိဋ္ဌိဤလောဘတဟာကုတ်ဒိဋ္ဌိကတတံပယုတ်စိတ်တို့၌သာရှင်ရခြင်းအကြောင်းကိုရေးသားပြေဆို၍ဝိတ္တစေဝိယတိစေတသိတ်တို့သည်လောကုတ္တရာစိတ်၌အမြဲရှင်ရခြင်းအကြောင်းကိုပြေဆိုခဲ့ပါတဲ့ဒိဋ္ဌိယလောဘမှုဒိဋ္ဌိကတတံပြုတ်မှာဘာဖြစ်လို့ရှင်လဲပေါ့เนาะဒါကိုပြောတာဒါကစာမျက်နှာ69မှာရှိပါတယ် ဆာမျက်နာ68မှာတွေ့ပါလားအကုသိုလ်စိတ်တသိမ့်မှာဆိုရင်ဒိဋ္ဌိဆိုတဲ့ဇယအဟိုစိတ်စိတ်တသိမ့်ရဲ့ကောင်းတဲ့အောင်မှာဒိဋ္ဌိဆိုတာရှိတယ်ဒီဘက်မှာလောဘတဟာကုစိတ်၌သာရှင်ရခြင်းဒါကဓမ္မမိတ်ဆွေတို့68 2023 24ဒါကဒါဒီလိုပဲเนาะမေးခွန်းကလေ23မှာမေးွားတဲ့ပုံကို24မှာပြန်မေးတာဒါမျိုးငါးမှတ်တန်လောက်ကတော့ပြန်ပြန်ပြီးမေးတာတွေ့ရတယ်ငါးမှတ်ဖို့လောက်ကမေးခွန်းပြန်တူတယ်ပေါ့เนาะဒီလိုဆိုလိုတာဒါနှစ်တိုင်းเนาะတက္ကရာအစရှိသည်တို့၌ငါဤကိုအစရှိသည်တို့ဤအစွန်းပြင်မှားတော့ နှလုံးသွင်းကို ပြုသောသူအားထိုသက်ကာယတရားတို့၌မျက်နှာခင်မင်ခြင်းဖြစ်သောကြောင့်ဒိဋ္ဌိသည်လောဘတဟကုတ်စိတ်တို့၌သာရှင်ရခြင်းဖြစ်ပါသည်ဒါမေကုံပြန်ောက်ပြီးဖြေပေးမယ်နော်နောက်တစ်ပုဒ်ကဝိယတိစေတသိက်ကလောကုတ္တရာစိတ်မှာအမြဲရှင်ရခြင်းအကြောင်းက69မှာရှိပါတယ် 69မှာတွေ့ပါသလားဝိယတီစေတသိန်းနဲ့ပတ်သက်တာတွေစုပြုံပြီးတော့မှတ်စုထုတ်ထားတာအဲ့မှာဝိယတီစေတသိန်းပြီးရင်ဇယား3ခုမြောက်မှာလောကုတ္တရာစိတ်၌အမြဲရှင်ရခြင်းနိယတ2000တ2017ပြီးရင်တော့ဗမာမိတ်ဆွေတို့ဆေးရည်24လို့ဆေးရည်လောကုတ္တရာစိတ်၌ကအလုံးစုံသောဒုစရိုက်ဒုဝါစီဝါတို့ကိုတပြိုင်တည်းတော့ခဏ၌အကျွင်းမဲ့ပယ်နိုင်သောကြောင့်နိယတဟုဆိုရတယ်ဆိုဒါလည်းဒီတိုင်းပဲဖြည့်ပေးလိုက်ပါတော့။လောကုတ္တရာစိတ်နဲ့ဝိယတိစေတသိက်တို့ဒီပါလဲ။ အလုံးစုံသောဒုစရိုက်ဒုရဇီဝရုပ်ကိုတပြိုင်တည်းအကျွမ်းမဲ့ခဏ၌ပယ်နိုင်သောကြောင့်အမြဲရှင်ရပါသည်လို့ဖြေပေးလိုက်ရင်ပြီးပါပြီ။စာလေးကတော့အနေငယ်ပြုပြင်ပြောင်းလဲပြီးတော့ရေးရမှာဖြစ်တဲ့ နောက်နံပါတ်၈မက်ဆေ့ဒီစိတ်တက္ကနာတကြိမ်သာဖြစ်ပါဒါပကိန်းပိုင်းရောက်သွားပြီနော်မက်ဆေ့ဒီစိတ်တက္ကနာတကြိမ်သာဖြစ်ပါလေရဲ့ဇောကိစ္စတက်ရခြင်းအကြောင်းနဲ့ဒါကမင်းနေကြပုံပါနောက်ဒွါရရဲ့အဓိပ္ပာယ်ကိုမေးတာဖြစ်တဲ့ဒါကဆာမျက်နှာ88မှာရှိပါတယ်ဆာမျက်နှာ88မှာမက်ဤဇောကိစ္စမြည်ပုံဆိုတာတွေ့လားတတ္တိယလောက်မှာ လေးချောင်းမြောက်လောက်မှာရှိတယ်เนาะအဲ့ဒါကမေလ2004 2023စစ်ရေးပါ24လို့စစ်ရေးစိတ်တက္ကနာတစ်ချက်သာရှိတော့လေ logo တော်တာ message ကြီးဇောသဘောရှိတဲ့အတွက်ကြောင့်မို့လို့သို့မဟုတ်အာယုံရဲ့အရာတာကိုခန်းစားနိုင်တဲ့အတွက်ကြောင့်မို့လို့ဇောကိစ္စတက်ပါတယ်တဲ့ဒါလေးပဲအဲ့ဒါလေးပြင်ရပါပြီ နောက်တော့ဓွာရရဲ့အဓိပ္ပာယ်ကလည်းစာမျက်နှာ80ချေအောက်ဆုံးမှာရှိပါတယ်။ဓွာရလည်းမေးနေကြနော်2000 2009 2010 2014 2019 2024။ပကတိတကားဒီဝင်ကုန်ထွက်ကုန်သောအင်ဂျင်ဖြစ်သူတို့ဤဝင်ရဝင်ထွက်ရဝင်ကြောင်းထွက်ကြောင်းဖြစ်သောကဲ့သို့အာဝဇန်းစာသောနန္တရားတို့ဤဖြစ်ကြောင်းဖြစ်သောကြောင့်ဓွာရမြည်ဤတဲ့။ဓွာရဆိုတာဖြစ်ကြောင်းဘယ်သူတွေလဲဆိုတော့နန္တရားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓွာရလို့ခေါ်တာ။ဒါဆိုစာမျက်နှာ80ချေမှာသေးသေးလေးပဲရေးလိုက်ရင်ပါမေဆွေတို့ပြီးသွားပြီ။ဇောကိစ္စမြည်ပုံပါလေဥပမာလေးထည့်ရေးပေးရင်လည်းရေးပေးပါတော့။စာအရန် ်းတိုနေတဲ့အတွက်ကြောင့်မို့လို့တပ်ပညူတညာန်ဒီအလုံးစုံကိုအလုံးစုံသောအာယုံကိုတည်ခြင်းကစွမ်းနိုင်သည့်အဖြစ်နဲ့ရှင်သောကြောင့်တခါတရံမြတ်တပ်ပညူတညာန်ကိုအမိကိုမစွန့်တကယ်တို့ဒီတဲ့အဲ့ဥပမာလေးထည့်ရေးပေးလိုက်မဟုတ်လို့ရှိစားရရန်နေနေလို့နော်ပြန်တော့ကွာကြတော့ပါလဲနံပါတ်9ကာလဝိမှုဖြစ်တော်တရားတို့ကိုအကြောင်းနဲ့တကွာဖြေဆိုပါဆာမျက်နှာ67မှာရှိပါတယ်ဆာမျက်နှာ67ရဲ့အပေါ်ဆုံးကဒုတိယ အကြောင်းမှတွေ့လားနိဗ္ဗာန်နဲ့ပြည့်ညက်တဲ့ကာလဝိမုံဖြစ်တာ2023 2005 2009 2013 24ထပ်ရေးထားပြီးပါပစ္စည်းချင်းမရှိသောကြောင့်၎င်းဒိဋ္ဌာသောကာလဤအစွန်းပြင်းမဆိုးအပ်သောကြောင့်အဖြစ်ကြောင့်၎င်းနိဗ္ဗာန်ပြည့်ညက်တို့သည်ကာလဝိမုံဖြစ်သည်တဲ့ဒါလေးပဲဖြည့်ပင်းရင်လုံလောက်ပြီးဓမ္မမေရှိတို့စာရီဘာဖြစ်လို့အယံတုံနေလဲဆိုတော့လေဒါဒီကကြောင့်မြန်မာပြန်ထဲမှာမိတော်ဝီဆရာတိုင်စာဦးထဲကနေပြီးတော့မတ်စုကကူးယူတာဟိုကူးယူပြီးတော့မတ်စုထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာပြန်ထဲကအတိုင်းကိုဒါရေးထားတဲ့အတွက်ကြောင့်လိုရင်းတူချင်းဖြစ်ပါတယ်ဟိုရှင်းတန်းတို့တခြားမတ်စုတွေမှာဆိုရင် င်တော့ဟိုကကိုကဒီဟာကိုကနဲ့အစာရီများနေတာကြည့်ရမယ်မှတ်စုထုတ်ရခြင်းရည်ရချက်ကစာကြည့်တဲ့အခါမှာလုံရင်းတူခြင်းနဲ့အဓိပ္ပာယ်ကိုထိရောက်ဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့လို့ဒါမြန်မာပြန်အဓိကကြောင့်မေးတော်ပြီးဆရာဆိုင်တွေကနေပြီးတော့အဓိကမှတ်စုထုတ်ထားတာဖြစ်တယ်เนาะအဲကြောင့်မို့လို့စာရီကဒီလိုဖြစ်လွယ်လွယ်လေးဖြစ်နေတာဖြစ်တယ်နောက်တစ်ခုကစာမျက်နှာဘယ်လောက်လဲ ဒိဗစကုစသောအဘိညာဉ်သောဤအာယုံကိုလည်းပေါ်ပြပါရဲအဘိညာဉ်သောရဲ့အာယုံဓမ္မမိတ်ဆွေတို့စာမျက်နှာ70တက်မှာပဲရှိပါတယ်မနောဒရ၌ပြည့်သောစိတ်68ပါးတို့ဤအာယုံ86 89ဆိုတာတွေ့လားအမ24လို့စိတ်ရတာ24ဆိုတာကအကုန်လုံးကိုဟောတာမဟုတ်ပါဟောမိတာမဟုတ်ဘူးနော်အောက်မှာတွေ့လားအဘိညာဉ်သောလေအဘိညာဉ်သောကို24လို့ရတာကာလ3ပါး၌ပြည့်သောအာယုံ6ပါးတို့ကို၎င်းကာလဝိမုတ်ပြည့်သောနိဗ္ဗာန်ပညာကို၎င်းအာယုံပြုဤနဲ့ကာလဝိမုတ်ကိုလည်းအာယုံပြုတယ်ကာလ3ပါးမှာဖြစ်တဲ့အာတေကာလိကဖြစ်တဲ့အာယုံ6ပါးကိုလည်းအာယုံပြုတယ်ဒါလေးပဲ เนาะအရင်လွယ်ပါတယ်နောက်နံပါတ်30အတိညာတဘုံကနေပြီးတော့သုတေရွေကာမဘုံ၌ဖြစ်သောတတဝါတို့ဤပဋိတန်တေသည်အဘေကိုအာယုံပြုပါသည်တည်းဖြေဆို၍ရူပဘုံ၌ဂါဏဝတ္ထုစသောဝိတ္ထုယုတ်၃ခုတို့ဤမရခြင်းအကြောင်းကိုလည်းဖြေဆိုပါစာမျက်နှာ73မှာရှိပါတယ်။ အဲ့အတညာတန်နဲ့ပတ်သက်ပြီးတော့လေနော်ဟိုဓမ္မပြုဟာစာဥမှာဆိုရင်အများကြီးပဲစာရီရှင်းထားတာရှိတယ်နော်မေတာဝီဆရာဆိုင်ထဲမှာဆိုသိမရှိဘူးဒီ device ပဲရှိတယ်အဲ့ device ကိုပဲသူကမေခွန်းဘလို့ပဲပြောင်းပြောင်းဟိုအဖြစ်ရတော့နည်းနည်းပါးပါးပြုပြင်ပြောင်းလဲပြီးတော့ရေးရမယ်ဒါကြောင့်ဓမ္မမေဆွေတို့ကဒီအနှစ်ဖြစ်တဲ့အနှစ်ရှုပ်ဖြစ်တဲ့ဒီအာ device ကိုကြက်ထားလို့ရှိရင်မေခွန်းဘလို့ပဲမေမေဒီထဲကနေပြီးတော့လှက်ပတ်ဖြစ်ရင်ရပြီဒါကြောင့်မလို့ကျွန်တော်က အနှစ်ချုပ်ဖြစ်တဲ့ဒီဟာဒီဘိုက်ကိုပဲထည့်ထားပေးတာဖြစ်တဲ့အသိဉာဏ်သက်ပြန်မှာဆိုတာကရုပ်သက်သက်ဖြစ်တဲ့ပြန်မှာဖြစ်တဲ့အတွက်ကြောင့်နန္တရားမရှိဘူးနန္တရားမရှိတဲ့အတွက်ကြောင့်မို့လို့သူ့မှာဒီကနေ့မှာဇောစိတ်တွေလည်းဖြစ်မနာနိုင်ဘူးပေါ့နော်ဇောစိတ်မရှိဘူးဆိုရင်အာယုံကိုယူလို့လည်းမရဘူးအာယုံကိုယူနိုင်တဲ့အတွက်ကြောင့်မို့လို့သူ့မှာသုတိရဲ့နမိတ်တွေပေါ့နော်ကံကမ္မနမိတ်ဂတိနမိတ်တွေလည်းဘာမှမရှိဘူးပေါ့ ဒါဆိုလို့ချင်းရေသူကနေပြီးတော့၎င်းပေါ်သူစုတေတော့လို့ဆိုတော့ဒါဆိုရင်ဗြိတန်တေစိတ်ဆိုတာကမရဏတာနာဇောရဲ့အာယုံကိုယူရတာဖြစ်တဲ့အတွက်ကြောင့်သူမှမရဏတာနာဇောလည်းမရှိဘူးဆိုတော့ဗြိတန်တေစိတ်ကဘာကိုအာယုံယူရမလဲဆိုတော့အတ္တညတ်တဘဝကိုမရောက်ခင်ဖြစ်ခဲ့တဲ့အပရာပရိယဝေဒနီယကံရဲ့အစွမ်းတက်တီကြောင့်မို့လို့ဒီအတ္တညတ်တမရောက်ခင်ဘဝတစ်ခုမှရှေ့ဘဝကပေါ့နော်အတ္တညတ်တမရောက်ခင်ရှေ့ဘဝတစ်ခုကရှေ့ဘဝက မရဏဒါနဇောရဲ့အာယုံကိုပြန်ယူရမှာပေါ့နော်ဒီလိုဆိုလိုတာဒါက83 93 2017လို့ထပ်ရေးထားပေးပါအဲ့ဒါလေးကိုမေးသွားတာဖြစ်တယ်ဒါဆိုရင်ပဋိသင်နေဒီအဘဲကိုအာယုံပြုလဲဆိုလို့ချင်းရင်အတင်ညတ်တဲ့ဘုံကိုမရောက်ခင်ပေါ့နော် ပဋိသင်္ဍေစိတ်ဒီရှိရှိသောဘဝ၌အကုန်လုံးတပိုက်လုံးရေးစရာမလိုဘူးနော်ပဋိသင်္ဍေစိတ်ဒီပဋိသင်္ဍေစိတ်ဒီရှိရှိသောဘဝ၌ပြုခဲ့ဘူးသောအပ္ပရာပရိယဝေဒနိယကံဤအစွမ်းသက်သည့်အဟုန်ကြောင့်ထင်းအပ်စေသောကာမနမိစ္ဆသောအာယုန်ကိုအဲ့ဒါကယူပါသည်လို့ဖြည့်ပေးလိုက်ရင် လုံလောက်ပြီပြီးရင်နောက်တစ်ခုကရူပပုံနဲ့ဂါဏဝတ္ထုမရခြင်းအကြောင်းက66မှာရှိပါတယ် ဆိုင်မနာချက်ဆက်ချောင်းမှာအပေါ်ဆုံးမှာတွေ့ပါသလားအဲဂါနာစိန်ဝါကာယပတာရယုတ်ဝတ္ထုတို့မြမဘုံ၌မရခြင်းအကြောင်းမရရှိမရမရှိရခြင်းဆို20 2002 2004 2009 2014 24ထည့်ရေးထားပေးပါ ရူပမြန်မာတို့ဒီကာမဂုဏ်၌တက်မရှင်ခင်တော့ဘာဝနာဤအဆွင့်ပြင်ကန္နာယုံဒီနေရာမှာကန္နာဝတ္ထုကိုပဲမေးတာဖြစ်တဲ့အစတော့ပါတယ်နော်အကုန်ရေးပေးအဲ့တော့ယင်တက်မေရှင်စတော့ဘာဝနာကြီးအစွန်းမြင့်ကန္နာယုံရတ္တယုံဖောတပယုံတို့၌တက်မေရှင်မရှိဘူးဒါကြောင့်မို့လို့ကန္နာယုံကိုအာယုံပြုတဲ့ကန္နာဝိညာဉ်စိတ်စသည်တို့ရဲ့မိယာဖြစ်တဲ့ဝိထုတွေလည်းမရှိပါဘူးလို့ဖြေပေးလိုက်ရင်ပြည့်စုံပါပြီဒါဆိုဓမ္မမိတ်ဆွေတို့ပထမဆင့်ကအကုန်လုံးကအန်စင်းမေးတာတိတ်မရှိဘူးเนาะဥဒ္ဒစ္စတံပြုတ်တံဆိုတာလေးကြည့်တယ် နောက်ပြီးတော့ဆုံးဖြတ်ခြင်းဖြစ်တဲ့မောဟနဲ့ပါလဲဟိုစေတနာဆိုတဲ့ဆုံးဖြတ်ခြင်းကလေးရှိတယ်ဒါလေးကဟိုဓမ္မမိတ်ဆွေတို့မေကွန်ဟောင်းလုပ်တဲ့ဓမ္မမိတ်ဆွေတွေကတော့သိလိမ့်မယ်ထင်ပါတယ်ဒါဆိုပထမဆင့်ကလွယ်ကူပါတယ်เนาะဓမ္မမိတ်ဆွေတို့ဖြည့်ဆွနိုင်မှာဖြစ်တယ်ကျွန်တော်ကအဲ့အညွှန်းလေးတွေကိုဓမ္မမိတ်ဆွေတို့ကိုဟောပြောပြပြီးနောက်နှစ်ဓမ္မမိတ်ဆွေတွေလည်းအဆင်ပြေအောင်လုပ်တာအတန် recording လုပ်ထားတာဖြစ်ပါတယ်